္ဓမြတ်ဘုရားသာဝတိမြို့မှာ36မိန်ကျော်ဝေးတယ်အာလဝီပြည်ကအာလဝကနဗလူးကိုချွတ်ရန်အတွက်ကြွမြန်းတော်မူခဲ့ပါတယ်အာလဝီပြည်နီးတကာဝကံဝေးတဲ့အရက်မှရှိတဲ့ညောင်မင်းကြီးတပင်မှာအာလဝကနဗလူးရဲ့ဘုံဘိတ်မှရှိပါတယ်ဘုရားကြွရောက်တဲ့အချိန်မှဆိုရင်အာလဝကနဗလူးကြီးဟာဣမဝန္တနတ်တပင်အစီဝေးတက်ရောက်နေခြင်းဖြစ်လို့ ဘုရားရှင်ဟာဘုံမိတ်မှအတွင်းဝင်ပြီးအာလောကထိုင်တဲ့ယရနာပလင်တက်ပေါ်မှာသရင်သုံးတော်မူလို့ရွှေရောင်အစင်းရှိတဲ့ရောင်ကြီးတော်တွေတဝင်းဝင်းတစ်လျက်လျက်ခွမြူးတော်မူနေလို့အာလောကရဲ့မောင်မချွေရန်ပေါင်းဟာဘုရားကိုရှ िख ိုးဝမ်းရံနေကြပါတယ်။ကြီးညိုဝဲကောင်းတဲ့ဗုဒ္ဓရဲ့အတရေတော်ကိုခုမြော်ကြရင်တရားတော်ကို나ယူကြရပါတယ်။ ရာကဒေါသမောဟအမှောင်လို့နဲ့အတန်လုံးဖုံးအုပ်ပြစ်သေးခဲ့တယ်။အာလဝကရဲ့ဗိမာန်ကိုဗုဒ္ဓရဲ့တရေတော်ဗုဒ္ဓရဲ့သာယာနာပြောပွဲကောင်းတဲ့ဓမ္မအတန်မောင်းမပေါင်းလို့ရဲ့ကြည်နူးမဆုံးပီတိဖုံးတဲ့ကောင်းကြီးဩဘာသာတို့ဟာစေကျော်တန့်စင်လိုက်တယ်လို့အတိုင်းမသိသောအတရေကိုဆောင်းပြီးဗိမာန်ကြီးဟာဝင့်ကြွားထဲဝါသွားပါတော့တယ်။ အဲ့ဒီအချိန်မှာအာလဝကနဗလူကြီးရောက်လာလို့ရမ်းမုံမိကြဒေါသကြီးစွာနဲ့တာမတ်ဘုံမိမဘေနောရှဟတ်ကုကျောစောကဝေ အဲဒီလိုလက်နဲ့ပေါင်းစုံနဲ့အာလောကဘလူးကပြစ်ခတ်တိုက်ခိုက်ပေးမယ်။မြည်သူတို့တရားမှအာနိယမဖြစ်ပါစေသတည်းလို့ဘုရားကအဋ္ဌံပြုလို့အာနိယမဖြစ်ကြပါဘူးရှင်။ဒီခါအာလောကဘလူးကဟိုယဟန်အပြင်ထွက်လို့လို့ သုံးငိမ့်သုံးကမိမ့်ပေးတဲ့အခါမှာဗုဒ္ဓကဖွက်ပြပြီမေဘုရားကိုတစုံတရာအန္တရာယ်မပြုနိုင်ခဲ့ပါဘူးအာလာမကရဲ့အလိုကိုလိုက်အကြိုက်ကိုဆောင်ပြီးမဟာကရုဏာမေတ္တာတော်ရှင်မြတ်ဘုရားကစိတ်ဓာတ်ကိုနူးညံ့အောင်ဓမ္မကြော်ကွင်းလေးကိုတင်သွင်းလိုက်ပါတယ်အာလာဝကမေးတဲ့ပု္ပ္ပာတွေကိုလည်းဖြေကြားပြီးစိုးရတဲ့အာလာဝကကိုနူးညံ့ကောင်းမွန်သူတယောက်ဖြစ်ခံယူစေခဲ့ပါတော့တယ် 金啊。